ဘောတမ်းများလုံးမင်္ဂလာပါ clock ကနာနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်စနေနေ့ည၈နိုင်ခွဲအချိန်မှာရှင်းတိုင်းကစားကြမယ် crystal palace နဲ့ liverpool ရဲ့ပွဲကြိုတုံးသက်ချက်လေးဖြစ်ပါတယ်ဟောပွဲကြိုတုံးသက်ချက်လေးပြောရင်ကျွန်တော်ရဲ့ youtube channel လေးကို like and subscribe လုပ်ပြီးကိုကြီးပေးသွားလို့ရပါတယ် okay အဲဆိုလို့ရင်ကျွန်တော်ပွဲအကြောင်းလေးကိုအနိုင်ငယ်ချင်းခဲ့လိုက်ကြအောင်ပြီးမြန်လေးပွဲစဉ်၅ပြီးတဲ့အချိန်မှာတော့အဲတစ်ဖက်က crystal palace ကတော့တို့ကနှစ်ပွဲနိုင်နှစ်ပွဲ နှစ်ပွဲနိုင်ထားပြီးတော့သုံးပွဲတည်ကြထားတဲ့အတွက်ကြောင့်သူတို့ကလည်းရှုံးဝဲမရှိဘူးဆိုတော့စံချိန်တည့်ရကိုသူတို့ပိုင်ဆိုင်ရတယ်တစ်ဖက်ကလီဗာပူးကတော့အဲပြင်းပြင်းလေးပွဲတင်၅ပြီးတဲ့အချိန်မှာ၅ပွဲစလုံးအနိုင်ရရှိတဲ့အသင်းသတင်းဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော့တော်တော်လေးကြီးလောက်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ဘာတရက်လေးကြောင့်ဆိုဆိုရင်နှစ်တင်းတလုံးကကြတော့အာနှစ်တင်းလုံးကရှုံးပွဲမရှိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကတော်တော်လေးမှကြီးလို့ကောင်းမယ်ပွဲတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်တော့အာအမှတ်ခံပါတယ်။ဘာဖြစ်လို့လဲဆိုလို့ဆိုရင်ဗျာ ါခရစ်စတယ်ပဲလိုက်ကလည်းတော်တော်လေးဥမာဟိုအင်္ဂွေးမှာလည်းတော်တော်လေးကောင်းသလိုနောက်တန်းသူတို့ရဲ့ဆနာဘတ်၃ယောက်ကလည်းတော်တော်လေးကောင်းမွန်တဲ့ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒီဘဟုတို့ခရစ်စတယ်ပဲလိုက်ရဲ့အင်္ဂွေးမှာတော့ရောက်ရေဆိုင်တဲ့ခါနိုင်လားဆိုတာကိုတော့ကျွန်တော်တို့ချက်တော့စောင့်ကြည့်ရတယ်အဲဒီနေ့ပွဲမှာလည်းပြန်ပြီးတော့အာ လီဗာပူးတို့အနိုင်ယူသိမ့်မဲ့ပွဲတစ်ပွဲလို့တော့ထင်တယ်ဘာလို့လဲဆိုရင်ကျွန်တော်ကွန်မြူနီရှင်းမှာလည်းအဲခရီးပဲလေးနဲ့တူတူတီကြပြီးတော့ပနယ်တီအဆုံးဖြတ်မှာဒါရှုံးထရှုံးသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့လီဗာပူးတို့အနေနဲ့အကောင်းဆုံးပြန်လည်ပြီးတော့နိုင်နိုင်မယ်လို့တော့ကျွန်တော်တော့ထင်တယ်โอเคအဲဆိုလို့ဆိုရင်ကျွန်တော်တို့ပွဲကြောင်းလေးတစ်ချက်သွားလိုက်ရအောင်ပွဲကြောင်းလေးသွားမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ခမန်းလိုင်းနဲ့လေးပါကျွန်တော်တို့တစ်ခါလေးထည့်ပြမယ် အဲတစ်ဖက်ကအာအရှင်ဖြစ်တဲ့ Crystal Palace ရဲ့ကျွန်တော်ခံမနိုင်တဲ့လေကိုကျွန်တော်တို့အရင်ဆုံးသွားလိုက်မယ်။ Crystal Palace ကတော့သူတို့ရဲ့ formation အာဖြစ်တဲ့3421နဲ့ပဲသူကတော့ကစားမှဖြစ်ပြီးတော့သူတို့ရဲ့ center back ၃ယောက်ကလည်းတော်တော်လေးကိုကောင်းမွန်တဲ့ကစားသမားတွေဖြစ်တယ်။မထူးသဖြင့် အဲမကူကြီးပေါ့ကိုကြီးရတော့လေဘဟုကိုကျွန်တော်တို့အဲထပ်မနောက်ဆုံးရက်မှာရောက်မလို့လို့ဖြစ်ပြီးတော့ရောက်မလာတဲ့ကစားသမားဖြစ်တော့တဲ့ကြောင့်တို့ကသူကလည်းခရစ်ဆယ်ပဲလိမ့်နေမှာပဲအဲဆက်လက်ပြီးတော့အဲကစားတော်မှာဖြစ်ပြီးတော့တော်တော်လေးကိုခြေစမ်းကောင်းရေပြသထားနိုင်တဲ့ကစားသမားဖြစ်တော့တဲ့ကြောင့်ဒီနေ့ပွဲမှာတော့အဲလေဘဟုတိုက်စစ်ကိုသူတို့ဘယ်လိုထိ ंछ ုံလာနိုင်လဲဆိုတာတော့တစ်ချက်တော့စောင့်ကြည့်တယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ခရစ်ဆယ်ပဲလိမ့်ရဲ့ကျွန်တော်တို့ခမန်း လိုက်နယ်လေးကိုတစ်ချက်ပြောလိုက်ရအောင်ဖြစ်ဖြစ်ပဲလေးကတော့သူရဲ့ကိုယ်စမနိုင်ညာမှာတော့ဟာလာဆာမဲပုံမှန်ပါပွဲထပ်ပါဝင်လာမယ်လို့ထင်တယ်သူရဲ့ဆန္ဒဘတ်နေအောင်မှာတော့သူရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဂူရီရှိမယ်လာခရော့ရှိမယ်ယူရစ်ချက်ဆိုတော့သူတို့၃ယောက်ရှိမယ်ဒီ၃ယောက်ကလည်းတော်တော်လေးတော့မှ ကောင်းမွန်ပြီးတော့အမြင်ဘောတွေနောက်ပြီးတော့လို့ဆိုရင်ဘောလုံးပေးဖို့မှုမှာတော်တော်လေးသေချာတဲ့ကစားသမားတွေဖြစ်တယ်ပြီးတော့ဆိုရင်တို့ရဲ့ကွင်းလင်ကွင်းလင်မှာတော့တို့တော့ကွင်းလင်လေးရောက်တန်းတဲ့ကစားတာဖြစ်ပြီးတော့တို့ရဲ့ကွင်းလင်နာမှာကျတော့မူလိုရှိမယ်ကွာတန်ရှိမယ်ပြီးလို့ဆိုလို့ဆိုရင်ခူးရှိမယ်ခူးကလည်းတော်တော်လေးကိုကောင်းမွန်တဲ့အသက်အရွယ်ဒါကြည့်ပြီးမှတော်တော်လေးကိုကောင်းမွန်တဲ့ကစားသမားဖြစ်တယ်ဗျာပြီးလို့ဆိုရင်မချေမချေကလည်းသူ့ရဲ့ငွေမှုတွေနဲ့ သူရဲ့တိုက်ဆက်လိုက်ပါမှုတွေကတော်တော်လေးဟိုမှာကောင်းတဲ့ကစားသမားဆိုပြီးတော့ကျွန်တော်တို့ပြည်မားလေးမှာစောင့်ကြည့်တဲ့ကစားသမားလေးတွေမှာလည်းသူတို့ပါတယ်ပြီးလို့ဆိုရင်သူတို့ရဲ့အဓိကတိုက်ဆက်မှုတွေဖြစ်တဲ့စာတို့ပြီးလို့ဆိုလို့ဆိုရင်ပီနိုရှိမယ်ပြီးလို့ဆိုရင်မာဒိတာရှိမယ်မာဒိတာကလည်းတော်တော်လေးဟိုမှာသူရဲ့အရင်မောင်းနေသူရဲ့လှင်မြန်ဖျက်လိုက်တဲ့ပြေးပုံတွေနဲ့ဒီပတ်ကြီးရဲ့နောက်တန်းမှာတော်တော်လေးဟိုမှာအလုံးရှုပ်ရှင်တဲ့ကစားသမားဖြစ်တယ်ပြီးလို့ဆိုလို့ဆိုရင်စာစာကလည်းမြန်မြန်ကစားသမားဖြစ်ပြီးတော့သူရဲ့ပြင်းလုံးနဲ့ခံစစ်ကိုထိုးပေါက်တဲ့နေရာမှာတော်တော်လေးကိုလှင်မြန်နဲ့ ပုံစံနဲ့နောက်တော့ဘောလုံးလည်းသူ့ရဲ့တူဦးချင်းဆက်ဆောင်ရည်တွေနဲ့ကြော်ဖြတ်နိုင်တဲ့ကစားသမားဖြစ်တဲ့တကြောင်တော်တော်လေးဥမာလေးပါဦးတို့အဲစားတော့တော်တော်လေးကိုထိ ंछ ောက်ရမယ်လို့တော့ထင်တယ်အထူးသဖြင့်လီဗာပူးရဲ့နောက်တန်းနေအဓိက right back တွေမှာတော့ဘယ်သူပွဲထွက်လာမယ်လို့ကျွန်တော်ကတော့ဘယ်သူပွဲထွက်လာမယ်ဆိုတာထက် frame bound frame bound ထက်စားလို့ရှိရင်စားတော့ပါတော့ထိ ंछ ောက်မယ်ဆိုလို့ရှိရင်ခန်းစစ်ကိုတော်တော်လေးဥမာအားပြုတယ်တစ်ဖက်က ခုနက black day ကိုပို့ပြီးတော့တုံးလာတာဒီဘက်မှာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်မယ်။နောက်တစ်ယောက်နောက်တစ်ယောက်ကပီနိုပီနိုကလည်းမျက်နှာမြင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ပြီးတော့ဆင်သူ့ရဲ့ဘောလုံးထိကျုပ်မှုတွေတူချင်းကြော်ဖက်မှုတွေမှာတော်တော်လေးကမှကောင်းမွန်ပြီးတော့ခံစစ်ကစားသမားတွေကိုအာအနေနဲ့ပေးနိုင်တဲ့အဲကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်အဲတစ်ဖက်ကမီလိုကာကတ်တို့ဘာလို့ရှေ့အလွန်ကျွန်တက်မှုတွေမှာမီနိုလိုဘာလို့ကခွင့်ကောင်းယူသွားနိုင်မှာဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရတယ်။နောက်အာပြီးတော့ဆင်လို့ဆိုရင် ကိုကြီးကိုရရလဲကျွန်တော်တို့လေဘာဘူးအသင်းကဘာလို့သူ့ကိုသဘောကျလဲဆိုတော့သူကဘောလုံးဖြုံးဟန်ဝင်မှုတွေနောက်ပြီးတော့သူ့ရဲ့တဝူးချင်းစွမ်းဆောင်ရည်တွေမှာဘောလုံးဖြတ်ထုတ်မှုတွေမှာတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအသင်းကြီးတော်တော်များများမျက်စိကျနေအထူးသဖြင့်အဲရီယယ်မက်ဒရစ်တို့နောက်ပြီးဘာစီလိုနာတို့နဲ့ဘာလို့ကလည်းအဲသူ့ကိုခေါ်ယူခြင်းနဲ့လို့တော့ကျွန်တော်တို့တိထားတယ်ဒါနဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကဘယ်လိုလာအောင်လဲဆိုတာကျွန်တော်တို့မသိရသေးဘူးအတွက်ကြောင့်အဲ အခုအနေနဲ့အနောက်နဲ့နွေရာသီအပြောင်းရွှေ့မှာဒီဘက်ကိုရောက်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်အဲဆိုရင်ကျွန်တော်တို့ဒီဘက်ကလီဗာပူးလီဗာပူးရဲ့ခမန်းလိုင်းနယ်လေးကိုကျွန်တော်တို့တွေ့လိုက်ရအောင်လီဗာပူးကသူတို့ရဲ့ပုံမှန်ပွဲထွက်နေကြကစားသမားဖြစ်တယ်ကျွန်တော်တို့အဂျိုင်းရဲ့ထဲက FA ကာရဝန်ကပ်မှာလည်းသူတို့အနားပေးထားတဲ့ကစားသမားဖြစ်တယ်အဲဂုတ်သမားတော့ဒါတော့အလက်ဆန်ဒါကပဲပွဲထွက်လာမယ် အဲဒီနေ့ပွဲမှာတော့ကျွန်တော်တို့ကရှင်းအောင်တဲ့စာလို့ဆိုရင်ကျွန်တော်ကခုနဘလက်လေးကိုပို့ပြီးတော့၃ငါစေချင်တယ်။ဘာဖြစ်လို့လို့ဆင်လို့ဆိုရင်ဒီဘက်ကစားတို့လိုမြန်ရုံမြင့်တိုက်စစ်သမားတွေကိုထိချုပ်ဖို့အတွက်နောက်တန်းကိုစိတ်ချရတယ်ခုနဘလက်လေးကိုပဲပို့ပြီးတော့သဘောကျတယ်။ဟုတ်နောက်တန်းနေရာမှာတော့ကျွန်တော်တို့အဲထွေထူးပြောနေကြမှရှိတယ်ကျွန်တော်တို့အဓိကကစားသမားဖြစ်တဲ့ဘာဂျပန်နိုင်ငံကိုနဘေးကိုပဲဒီနေ့ပွဲမှာပွဲထုတ်လာမယ်လို့ထင်တယ်။ ။ဘာဖြစ်လို့လို့ဆိုရင်ဟာဂျားရဲ့ထဲမှာလည်းသူတို့တတိချာအနားပေးထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပြန်လဲပါဝင်လာမယ်လို့တော့ထင်တယ်။တစ်ဖက်ကမီလိုကာကတ်ပဲဒီနေ့ပွဲမှာတော့ပါထားလာမယ်လို့တော့ထင်တယ်။အဲမီလိုကာကတ်အရှိဟိုတားအလုံးစုံမတက်ဖက်နဲ့နောက်တောင်းတတိချာလုံးလုံးဆော့ပြီးတော့ပီနိုတို့ဘာတို့ပြီးလို့ဆိုရင်မာဒေတာတို့တတိချာထိတ်ချုပ်သွားပြီးမှတဖက်ကတိုက်စင်တဲ့ကိုနောက်တန်းတော့တိတ်ချလုံအောင်ဆော့ပြီးမှကိုဘက်ကနေပြီးတော့ပြင်တော့ကောင်တာတွေပါတယ်မှဟိုမီလိုကာကတ်တွေရောပြင်တော့တိုက်စစ်ကိုလိုက်ပါမှ လိုက်ပါရင်တော့ပိုရော့အဆင်ပြေတယ်ဘယ်လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်အရှိအလုံးကျွန်တတ်မှုတွေကြောင့်ကျွန်တော်ပေးဆက်မှုကတော်တော်လေးဥမာကြီးမားတောင်းမယ်လို့ထင်ပါတယ်ကျွန်တော်ကွင်းလယ်နေရာမှာတော့အာကွင်းလယ်ရတော့ကျွန်တော်တို့ဂျားရဲထဲမှာလည်းကွင်းလယ်ကွင်းလယ်တစ်ခုလုံးကိုကျွန်တော်အနားပေးထားတဲ့အတွက်ကြောင့်ဒီနေ့မှာတော့ကြက်ခိုင်မှုတော်တော်လေးဥမာကောင်းမွန်ပြီးတော့ကစားသမားတွေဘယ်သူတွေပွဲထွက်လာမလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်နေမယ်ကျွန်တော်ရဲ့ခမန်လိုင်းနဲ့လေးမှာတော့ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ဂါဘန်ဘက်ကတော့ဒီနေ့ပွဲမှာတော့တေးသေးချာပေါ့မယ်ဗျာပြီးလို့ဆိုရရင်အာဆိုပိုစလိုက်မယ်ဒီနေ့ပွဲမှာတော့ ပို့ထွက်လာမယ်လို့ထင်တယ်ပြီးလို့ဆိုလို့ရှိရင်ပြီးမှတတိယပိုင်းဒီလောက်ကျမှမက်ကလစ်ဆာတို့ဘာတို့အဲ့လိုမျိုးလူလဲပြီးတော့အသုံးလောက်မယ်လို့ထင်တယ်ဘယ်အဲ့လိုဆိုလို့ရှိရင်ပြီးလို့ဆိုရင်ဖလော်ရီယန်ဝက်ဒီ၃ယောက်ပဲကွင်းလင်ကအထိုင်ဖြစ်ပြီးတော့တိုက်စစ်မှာတော့ကျွန်တော်တို့မိုဟာမက်ဆာလာမိုဟာမက်ဆာလာကိုလည်းသူကျွန်တော်တို့အဲကာလွန်ကက်မှာအနားပေးထားတယ်ပြီးလို့ဆိုလို့ရှိရင်တိုက်စစ်ကတော့ဒီနေ့ပွဲမှာတော့အင်းအစ်စပ်ပဲပေါင်းလာမယ်လို့ထင်တယ်ဘာဖြစ်လို့ဆိုတော့ဒီ equity ကလည်းဟိုဂျိုင်းအထိုင်မှာသူအနေကထိသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုပါဝင်မလာနိုင်ဘူးအတွက်ကြောင့် တော်တော်လေးကိုမှသူတော်လည်းစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့သူကလည်းပြောထားတဲ့အကြောင်းဒီနေ့ပွဲမှာတော့ EKTK ထက်အဲကျွန်တော်ဣဆက်ကပို့ပြီးတော့ပါဝင်ရမယ်လို့တော့ကျွန်တော်သိရတယ်။ Okay အဲ့ဆိုရင်လည်းလက်ပတ်မှာလက်ပတ်မှာကျတော့ဒီနေ့ပွဲမှာကိုဒီကပူပဲအဲပုံမှန်အဲပွဲထွက်နေကြအတွက်သူပဲပွဲထွက်ပေါင်းလာမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုရင်အဲသူကလည်းသူခြေသွန်းနေတယ်ဒီနည်းနည်းကြာနေတဲ့အတွက်ကြောင့်အဲဒီနေ့ပွဲမှာအဲသူရဲ့အကောင်းဆုံးခြေသွန်းကိုမဟုတ်ရင်တော့မှ တော်တော်လေးကိုမှကောင်းမွန်တဲ့ခြေစမ်းလေးကိုဒီနေ့ပွဲမှာပြတ်တာမှအဆင်ပြေမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုရင်တစ်ဖက်ကလည်းသူရဲ့အခရစ်စပယ်လေးရဲ့နောက်တန်းကလည်းသူနောက်တန်း၃ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးတစ်ချက်တော့သွားပြီးတော့ပော့လို့လို့မရဘူး။ဘာလို့လဲဆိုရင်သူတို့နောက်တန်း၃ယောက်ကလည်းတော်တော်လေးကိုမှကောင်းမွန်တဲ့ဆန္ဒဘက်၃ယောက်အတွဲဖြစ်တဲ့အတွက်ကြောင့်အဲကိုဒီကဘူတို့ဘာတွေလောက်ပြနိုင်မလဲဒီနေ့မှာရောကိုဒီကဘူစီရနေတော့ကျွန်တော်တို့ဘာတွေမျှော်လင့်ထားနိုင်မလဲဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။အဲဒုတိယအစ်ဆာအစ်ဆာတော့ဒီနေ့ပုံမှာပထမ ကျွန်တော်တို့ဂျိုင်းရက်ကကာကဘောင်ကက်ပွဲမှာလောကတော့ဂိုးဒီပါလေးတွင်းထားတယ်ဗျာဂိုးဒီပါလေးတွင်းထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းသူ့ရဲ့နောက်တဲ့ဂိုးတွေကိုထပ်ပြီးတော့မြင်အောင်လားဆိုတော့စောင့်ကြည့်တယ်တစ်ဖက်ကမူဟာမက်ဆာလာမူဟာမက်ဆာလာကတော့အထူးအဲပြောနေကြမလို့အဲသူ့ရဲ့တဝူးချင်း ကြော်ဖြတ်မှုတွေကအရင်လောက်တိတ်ပြီးတော့မမြင်ရပါမယ်ဒါမှမဟုတ်သူ့ရဲ့အပိတ်မှုတွေပရစင်တွေကတော့တော်တော်လေးဥမာထိရောက်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာတော့မိုဟာမက်ဆာလာအနေနဲ့သွင်းမှုတွေဒါမှမဟုတ်လို့ဆိုရင်ဂိုးခံနေမှုတွေကိုပြုလုပ်သွားနိုင်မှာဆိုတော့ကျွန်တော်တို့အချက်တော်ဖောင်းကြည့်ရမယ်ကွင်းလယ်ကွင်းလယ်ကတော့ကျွန်တော်တို့တစ်ဖက်ကကွင်းလယ်နဲ့ကျွန်တော်တို့ရဲ့အဲကွင်းလယ်နဲ့ကတော့ဒီနေ့မှာတော်တော်လေးဥမာအားပြိုင်မဲ့အတွက်ဖြစ်တယ်တစ်ဖက်ကလည်းကွင်းလယ်လေးရမယ်ကျွန်တော်တို့ကအာ ကွင်းနယ်ရဲ့၃ရောက်နဲ့ဆိုလို့ဆိုရင်တော့အာတော်တော်လေးမှဒီကွင်းနယ်အတွေ့အကြုံလေးတော်တော်လေးကြီးလို့ကောင်းမယ်တစ်ဖက်ကတော့ဘယ်လိုရှိမလဲမူနိုမူနိုတို့ဟွာတန်တို့ဟူတို့ရဲ့ကွင်းနယ်အတွေ့ဖတ်နေကျွန်တော်တို့တစ်ဖက်ကဂရမ်မန်ဘက်ဆိုဘူအဲဖလော်ရင်ဟူတို့ရဲ့ကွင်းနယ်ရဲ့အပြည့်မှုတွေကိုလည်းကျွန်တော်တို့ဒီနေ့ပွဲမှာတော်တော်လေးမှကြီးလို့ကောင်းမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့နောက်တန်းနောက်တန်းတော့ကျွန်တော်တို့ပထမအဲပွဲလေးလူမျိုးပဲအမှားတွေနေသက်နေအောင်တော့ဒီနေ့ပွဲမှာ လောက်ဖို့လိုအပ်တယ်ဘာလို့ဆိုလို့ရင်တစ်ဖက်ကမြန်မာလုံးမြင့်ကစားသမားတွေရှိတယ်ပြီးတော့ဆိုရင်ကိုသွင်းတေကြတဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်အာရင်နေရပွဲတွေလိုမျိုးပဲခေါင်းသွားလောက်ပြီးတော့အာဒီနေ့ပွဲမှာအဲ့လိုမျိုးသွားလောက်လို့ဆိုရင်တော့အာနင့်နာသွားမယ်လို့တော့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုရင်တစ်ဖက်ကလည်းခရစ်စတယ်ဘဲလစ်ကလည်းသူ့ရဲ့အိမ်ကွင်းဖြစ်တဲ့အတိုင်အောင်အာလီဗာပူးကိုတော်တော်လေးဥမှာဒုက္ခပေးနိုင်တဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်အာဒီနေ့ပွဲမှာတော့သူတို့အာဘလိုတွေနဲ့ဒီဘဝကိုဒုက္ခပေးမယ်ဆိုတာကျွန်တော်တို့ကအဆောင်ကြီးတင်တယ် တစ်ဖက်ကလေဘဘူးကလည်းကျွန်တော်တို့ရှုံးကြေးကာဘွန်ကာဘွန်ကက်ကလည်းကျွန်တော်တို့အနိုင်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းကစားသမားတွေတော်တော်များများကလည်းအနိုင်ရထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ community ရှိရရှုံးကြေးကိုဒီနေ့မှာပြန်လဲဆက်နိုင်မှာဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်တင်တယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့သင်ရကျွန်တော်ဂိုးရလက်လေးခမန်းရမယ်ဆိုလို့ဆိုရင်ခရစ်တဘဲလေးကအင်္ဂွင်းဖြစ်တည်တယ်တော့လီဗာပူးကတော့အနည်းနဲ့များဒုက္ခပေးတော့ဂိုးသွင်းနိုင်မယ်လို့တော့ထင်တယ်။တစ်ဖက်ကလီဗာပူးကလည်းအဝေးကွင်းသွားရောက်ကစားသည့်တိုင်အောင်များ အဲကျွန်တော်တို့ဒီမှာကောင်းမွန်တဲ့တိုက်ဆက်အစုဖွဲ့တွေရှိရတဲ့ကြောင်းတော့ဂိုးကတော့တခြားတွေပြန်ပြီးတော့တွင်းလာမယ်ဒါမှမဟုတ်လို့ဆိုလို့ရှိရင်အရင်ပွဲတွေလိုမျိုးပဲနောက်ကျဂိုးတွေနဲ့ပြန်ပြီးတော့နိုင်သွားဦးလားဆိုတော့တော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီနေ့ပွဲလေးမှာတော့ကျွန်တော်ကတော့ခမန်ရလက်လေးနေနေခရစ်တယ်ပဲလေး1 Liverpool 2ဆိုပြီးတော့12ဆိုတဲ့ Liverpool တို့နိုင်သွားမယ်လို့တော့ထင်တယ်ခွေညီကိုတွေရောဘယ်လိုထင်ကြလဲဝင်ရောက်မှတ်ချက်အဲပြီးတော့လို့ရပါတယ်ဒါကြောင့်ကြည့်ရှုပေးတဲ့ညီကိုတွေရောချင်းနေရအောင်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ